ီနေ့ဒီဗီဒီယိုလေးမှာတော့ဒီနေ့ကျွန်တော်တို့ဒီဇင်မာလာရှိရနေဒီဇင်မာလာဒုတိယအပတ်တပတ်တာရဲ့စီကွတ်အဖွင့်ရတလင်းတာနေတဲ့တာအတွက်ဖြစ်ပက်လာနေရှိတဲ့ကမ္ဘာရွှေစီကွတ်အနေထားကိုကျွန်တော်ဒီပါနီးပညာပိုင်အောင်တရင်ချက်လက်ပိုင်အောင်ကျွန်တော်သုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ် ဒီနေ့မနက်မှာတော့ကပ္ပရွှေစရာကျွန်တော်တို့4280တန်းမှာဈေးပွင့်လာခဲ့တဲ့လက်ရှိချိန်ဒီအမြင့်ဆုံးနေနဲ့4233တိတက်ခဲ့တဲ့အနိုင်ဆုံးနေနဲ့4195တိကျခဲ့ပြီးတော့လက်ရှိမှာတော့4280 4290ဈေးတန်းမှာပြည်နေနေထားအောင်တွေ့ရမှာဖြစ်ပါတယ်ဒီနေ့ကကျွန်တော်တို့တနင်္လာနေ့ဖြစ်တာဖြစ်တဲ့အခါမှာကပ္ပရွှေဈေးကွက်ကျက်တပအဖွင့်ရဖြစ်တာပြတဲ့ခါမှာကျွန်တော်ထုံးစံတိုင်းပေါ့နော်ကျွန်တော်တို့ယုံသမားရေးဆိုရင်လည်းတနင်္လာနေ့ဆိုရင်ကျွန်တော်ကလုတ်တက်အောင်ကျွန်တော်ပြင်းနေတဲ့လိုပုံစံမျိုးပဲဒီကပ္ပချွေဈေးကွက်ကလည်းကျွန်တော်မနက်ခင်းအားရှဈေးကွက်ချင်းနဲ့နေ့လည်ခင်းဥရောပဈေးကွက်ချင်းမှာတော့တိတ်ပြီးတော့အလောက်ခတ်ရှိမှမထင်ဘူးခင်ဗျ ဟိုလိုမျိုးဒါပေမဲ့ကျွန်တော်ညာဘက်အမေရိကန်ဈေးကွက်ချင်းတော့တစ်ချက်သတိထားဘာလို့လဲမြင်မဲ့ဆိုရင်ဒီတစ်ပတ်ထဲမှာအမေရိကန်နိုင်ငံရဲ့အရေးကြီးတဲ့ပေါ့နော်အမေရိကန်အ2025ခုနှစ်ရဲ့နောက်ဆုံးဘန်သုံးလုံးစောပတ်ချက်ထွက်ပို့ရှိတာဆိုတော့အဲ့လိုမျိုးနောက်ဆုံးဘန်သုံးလုံးစောပတ်ချက်ထွက်ပို့ရှိတဲ့ရဲတပ်ပတ်တွေရဲ့တနင်္လာနေ့ပေါ့ရတပတ်တည်းရကျွန်တော်တနင်္လာနေ့ဈေးကွက်အဖွင့်ညက်မှာဆိုရင်ညပတ်အမေရိကန်ဈေးကွက်ချိန်ကများသောအားဖြင့်ဈေးအလုတ်ကကျန်နေရှိတယ်ခင်ဗျ ဲ့ကြောင့်ဒီနေ့ညမှာတော့ကျွန်တော်ဈေးအလုတ်ကကြမ်းကြမ်းသားနိုင်ကြီးရှိတယ်အဲ့မတိုင်ခင်မနက်ခင်းနဲ့နေ့လည်ကင်းမှာတော့ဈေးနည်းနည်းငြိမ့်လိုက်ပဲပေါ့နော်ဟုတ်ပြီအဲ့လိုကဘာထွေးဈေးရပေါ့ဒီနေ့မှာကျွန်တော်တို့ဈေးညဘက်မှာဈေးအလုတ်ကကြမ်းနိုင်တယ်ဆိုဘယ်လိုမျိုးတွေဖြစ်လာနိုင်တယ်လဲဘယ်လိုဈေးအလုတ်ကတွေလာနိုင်လဲဆိုတာကိုကျွန်တော်ကဘာချွေရဲ့ဈေးအတကြချက်ကိုကြည့်ပြီးတော့နီးပညာပိုင်းအရင်ဆုံးတုံးသက်ကြည့်လိုက်အောင် ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ကဒါကဘာချွေစီရဲ့အနေထားကိုတရက်တာအနေထားဒီအတုံးလေးတုံးကကဘာချွေစီရဲ့တရက်တာစီအတကြောင်ကိုစားပြုပါတယ်အချိန်တရက်တာအနေထားနဲ့ကြည့်နေခြင်းဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်မြင်းချောင်းကြီးတစ်ချောင်းတွေ့လိုက်အဲ့မြင်းချောင်းကြီးကဘာလဲဘာလဲလို့မေးမှဆိုရင်ကျွန်တော်တို့ဩဂတ်စ်လကလည်းစတဲ့ကဲကဘာချွေစီရဲ့အသက်900စင်းမြင်းဖြစ်ပါတယ်ဒီမြင်းအောက်ကိုကဘာချွေကဖောက်မကြသေးအသက်မှာပဲရှိနေအောင်မှာ ဖြစ်ပါတယ်ဒီမြင်းအောက်ကိုဖောက်ကြသွားပြီဆိုရင်တော့အကြဆိုတာတက်ပေါ့နော်ကျွန်တော်တို့အသက်တန့်ပြီးတော့ ဈေးငြိမ်သက်လာရင်လားမလားအောင်ဆိုရေတိုးဈေးပြန်ကန်အကြလေးလာနိုင်မယ်ခင်ဗျ။ဟုတ်ပြီအားပြတဲ့ခါမှာကျွန်တော်လက်ရှိပေါ့နော်ဒီနေ့တရက်တာနေထားရနေပြီးတော့ဒီမြင်းကိုကျွန်တော်တိုင်းကြည့်လိုက်မယ်ဆိုကျွန်တော်4330လောက်မှာကျွန်တော်ထောက်နေတာကိုတွေ့ရတယ်။ဟုတ်ပြီအဲ့အတက်လားမြင်းရဲ့ point က4330လောက်မှာထောက်နေရပြတဲ့ခါမှာလက်ရှိကမ္ဘာရွှေဈေးနေနေပေါ့နော်ကျွန်တော်တို့ဈေးဆက်တက်မယ်ဆိုရင်တော့မှဒီအတက်လားရမြင်းကိုကျွန်တော်ပြန်ဆန့်ပြီးမှပဲတနည်းအားဖြင့်4330လောက်ကိုပြန်ကျပြီးမှတက်သွားတာမျိုးဖြစ်နိုင်တယ် ပြန်ဆန့်ပြီးအောင်နော်ဒီအသက်လာရမြင်ရင်ကိုအောက်ကိုဖောက်နိုင်မဖောက်နိုင်ဒီနားလိုမျိုးဗျာဒီနားမှာဆိုလဲအသက်လာမြင်အောက်ကိုဆန့်နေဆန့်ပြီးတော့မဖောက်နိုင်တော့ပြန်တက်သွားတယ်ဒီမှာလဲအဲ့လိုပဲကျွန်တော်ကဈေးကဒီနားလေးမှာဤနေတာဗောနော်ပြီးခဲ့တဲ့ဘက်ကဆိုကျွန်တော်ကြည့်လိုက်ပြတာဈေးဤနေတာဒီမှာဈေးဤနေတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်အပေါ်ဆိုဗျာ4145ရီ90အောက်ဆိုရင်4080 4080ဒီကြားမှာပဲတက်လိုက်ကြလိုက်ပြင်းနေတယ်အပေါ်ရောင်းလိုက်အောက်ဝယ်လိုက်အပေါ်ရောင်းလိုက်အောက်ဝယ်လိုက်နေပြီးခဲ့တဲ့တစ်ပတ်တုန်းကဆိုရင်အကျိုးမြတ်တွေတိတ်ချရခဲ့ကြတယ်ဗောနော် အာဒါပေမဲ့ဒီတစ်ပတ်မှာအဲ့လိုလာတော့မှာမဟုတ်ပါဘူးဒီတစ်ပတ်မှာတော့ကျွန်တော်တို့ကဒီနှစ်တိုင်းနာနေပေါ့နော်ညမှာကိုကျွန်တော်ဈေးအလုတ်ခတ်ကြံကြံမြင်ရနိုင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဘလို့မြင်ရဘလို့ဖြစ်လာနိုင်လဲလို့မေးမယ်ဆိုရင်ကျွန်တော်ဒီဟာကိုလာဆန်းနိုင်တယ်ခင်ဗျဥပမာပြကျွန်တော်တို့ဒီဒီတစ်ပတ်မှာအတအားကောင်းမယ်မို့လားကျွန်တော်အမေရိကန်ဗန်တိုးထွက်ပြီးမှာအတအားကောင်းမယ်ဆိုရင်ကျွန်တော်ဒီအတလားအမြင်ကိုလာဆန့်ပြီးမှာပြန်တက်သွားတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်အကြပဲသွားမယ်ဆိုရင်ဒီအတလားအမြင်အောက်ကိုဖောက်ကြပြီးတော့ကျသွားတာမျိုးဖြစ်နိုင်တယ် အကြောက်ပဲတောင်းမယ်ဆိုရင်တော့ဗျာကျွန်တော်တို့ဒီအာတရက်တာအပိစေးရပါဒီ4330အောက်လောက်မှာဒီနေ့ပေါ့ဒီနေ့ဆိုရင်လည်းဒီနေ့တရက်တာအပိစေးရ4330အောက်မှာဖောက်ပေးနိုင်မှာရလိမ့်မယ်ဟုတ်ပြီအဲအကြောက်ဒီနေ့ကပ္ပရွှေစီဘယ်လိုဖြစ်နိုင်နေချေရှိလဲလို့ကျွန်တော်တုံးသက်မယ်ဆိုရင်မနက်ခင်းနဲ့နေ့လယ်ခင်းအောင်ကျွန်တော်ထင်တာတော့အပေါ်ဆိုရင်ဗျာ4200အာ20 30အောက်ဆို4190 4180ဒီကြားပဲပြင်းနေလိမ့်မယ်ဒါပေမဲ့ညဘက်အမေရိကန်ဈေးကွက်ချိန်မှာတော့ကျွန်တော်ပြီးခဲ့တဲ့တပတ်တာအပိတ်ဈေးကလည်းကျွန်တော်ဈေးအကျနဲ့ပိတ်ခဲ့တယ်ခင်ဗျ အဲဒီမှာတပတ်တာပေးစီကျွန်တော်တွားကြည့်မယ်ဆိုရင်အဲမနေ့ကဆိုရင်ကျွန်တော်တပတ်တာအလုံးများနေလို့ပေါ့နော်တခြားကိစ္စလေးလုံးချွန်နေတပတ်တာဈေးကွက်တုံးချက်တော့မြန်နိုင်ခဲ့ဘူးအဲခါတပတ်တာတုံးတဲ့ချက်ကိုပါကျွန်တော်ဒီမှာပူးတွဲပြီးတုံးတာပဲပြီးခဲ့တဲ့တပတ်တာပြီးခဲ့တဲ့အပတ်ကတပတ်တာပေးစီရဈေးအကျနဲ့ပေးခဲ့ဟုတ်ပြီကျွန်တော်တို့အဲဆိုရင်ကျွန်တော်တို့ဒီတပတ်မှာလေကျွန်တော် တပတ်လုံးအတိုင်းသာရမှာဈေးအကျနဲ့မပြီးရင်တော့မှနည်းနည်းပြန်ကျနိုင်သေးတယ်ခင်ဗျာကျွန်တော်ပြောခဲ့လို့မျိုးပဲ4330 40အဝင်းကျင်တိအကျလာနိုင်သေးတယ်အဲအကြောင်းပေါ်ကျွန်တော်တို့ကဒီတပတ်ထဲဒီနေ့မှာဒီနေ့မှာဆိုရင်ကျွန်တော်တို့ကညာဘက်အမေရိကန်ဈေးကွက်ချိန်မှာကျွန်တော်တို့ဈေးအကျလာလိမ့်မလားလို့ကျွန်တော်အမေကတုံ့တက်ထားပါတယ်ဘာလို့လဲမိမဲ့ဆိုရင်ပြီးပြီးခဲ့တဲ့တပတ်တာပိတ်ဈေးရလဲဈေးအကျနဲ့ပိတ်ခဲ့တဲ့ဒါပြင်တောက်ကြနေညာတရက်တာအပိတ်ဈေးကလည်းကျွန်တော်4200အောက်မှာပိတ်ခဲ့တယ်ပေါ့နော် ၄တော့200အောက်မှာဒီမှာပိတ်ခဲ့တယ်ကျွန်တော်ဒီတစ်96လောက်မှလာမသိဘူးပိတ်သွားတယ်အဲ့ဒါကြောင့်ကျွန်တော်တော့ဒီနေ့မှာအကြပဲနည်းနည်းပေါ့နော်ညဘက်အမေရိကန်ဈေးကွက်ချိန်မှာအကြပဲလာနိုင်မလားလို့ကျွန်တော်သုံးသပ်မိတယ်ရေတိုအကြပေါ့နော်ဟိုလိုမျိုးဟိုးဝန်းနိုင်ကျဲတော့ဟိုးအောက်ထိတော့ကြာမယ်မသိဘူးအနည်းဆုံးပြား၄၁90အများဆုံး၄၁30လောက်ထိအကြလာနိုင်မလားကျွန်တော်သုံးသပ်ထားပါတယ်အဲ့ကြောင့်ကျွန်တော်ကဒီနေ့အဲအခုကြံနေပါအာရှဈေးကွက်အချိန်နဲ့အနည်းလက်ကဥရောပဈေးကွက်ချိန်မှာတော့ကျွန်တော်ဈေးတက်တိုင်းအယောင်စဉ်းစားပါဟုတ်ပြီဘယ်ဈေးတွေမှာကျွန်တော်ရောင်းတင်လဲ ရောင်းတင်တဲ့ဇာတ်လမ်းလေးကိုကျွန်တော်အချိန်တနာရဲ့အတိုင်းအတာနဲ့ကျွန်တော်တွားကြည့်လိုက်အောင်အချိန်တနာရဲ့အတိုင်းအတာနဲ့ကျွန်တော်တွားကြည့်မယ်ဆိုရင်ဟုတ်ပြီရောင်းတင်တဲ့ဇာတ်စုံတွေကဒီဇာတ်စုံတွေဥပမာကျွန်တော်အနည်းဆုံးအနေနဲ့ကျွန်တော်ဒီ linear tick ခွန်နဲ့ဟုတ်ပြီကျွန်တော်တို့ဒီကြာဒီကြာဇာတ်စုံပေါ့နော် linear tick ခွန်နဲ့ 4225ကြာဈေးတန်းဆုံးရှိမယ်နံပါတ်1ရောင်းတင်တဲ့ဈေးတန်းဆုံးလင်းလေးတစ်ခွန်နဲ့4225ကြာရောက်လို့ဈေးကဒီနားမှာပြတ်တူဈေးအကြတုံးနေပြီးသွားပြီဆိုတော့ဒါအမှန်လဲကိုကရောက်ပြီဆိုရင် risk များများယူရရင်ရောင်းလို့ရတယ်လင်းလေးတစ်ခွန်နဲ့4225ကြာမှာရောင်းပါအရှုံးပိုင်းဈေးတန်း4230အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကျွန်တော်တို့ဘယ်လောက်ကြည့်လို့ရရမလဲကျွန်တော်ခုနကပြောလို့ပဲအနည်းဆုံး4 4 1.80လောက်တည်ယူလို့ရပါတယ်ဒါပေမဲ့ကိုကပိုးသေးချခြင်းနဲ့အမျက်လိုခြင်းနဲ့ဆိုတော့4.80 4.80အဝင်ခြင်းပဲယူပါအများကြီးတော့မယူပါနဲ့ဒါပေမဲ့ကိုက risk များများယူနေယူရတဲ့စောင့်နိုင်တယ်ဆိုရင်တော့4.40တွေ4.30အထိပေးလို့ရပါခင်ဗျဟုတ်ပြီဒါကတော့နံပါတ်1ရောင်းအောင်မယ်ဈေးနှုန်းဆုံးပါဒုတိယရောင်းအောင်မယ်ဈေးနှုန်းဆုံးကတော့ကျွန်တော်တို့ဒီပေါ့နော်4300 35ပဲဆိုကြတော့4335နဲ့အပေါ်ကကျွန်တော်တို့အာ sorry 4335ပဲ4235နဲ့4245ကြာဈေးတန်းဆုံးဖြစ်ပါတယ် အဲဇီရန်ဆောင်ဟာဒီနေ့တော့ကျွန်တော်တို့နောက်ဆုံးရောင်းတင်တဲ့ဇီရန်ဆောင်ဖြစ်ပါတယ်။အဲဇီရန်ဆောင်မှာကျွန်တော်ရောင်းလို့ရပါတယ်။တခုချက်အရှုံးပိုင်းဇီရန်ကလည်းနည်းနည်းပို့ရရပါမယ်။ကျွန်တော်4260အထက်လောက်ပေးပါ။အမြတ်ပိုင်းဇီရန်ကအနည်းဆုံး4180အများဆုံး4130တိပေးလို့ရပါတယ်။ဒါကနောက်ဆုံးရောင်းတင်တဲ့ဇီရန်ဆောင်ပေါ့နော်။တကယ်လို့ဈေးတောက်ကြနေရလို့ဗျာဒီလို spike ထွက်သွားလဲဆိုရင်လည်း4160တိပိုင်းမှာလည်းရောင်းလို့တော့ရပါသေးတယ်။ဒါပေမဲ့4260ပါ4260လောက်ပါ4260လောက်မှာလည်းရောင်းရသေးတယ်။ဒါပေမဲ့ကျွန်တော်ကတော့ ဒီနေ့၄နှစ်60ထိတော့သွားမယ်လို့တော့မထင်ပါဘူးကျွန်တော်အနည်းဆုံးတက်ပါတော့၄နှစ်၄90လောက်ထိပဲအမှန်တော့ဒါကျွန်တော်အမြင်ပါတော့ကျွန်တော်အမြင်ဖြစ်ပါတယ်လွဲကောင်းလဲလွဲနိုင်ပါဒါလေးကိုတစ်ချက်တည်းထားပါတော့၄နှစ်60ထိမတက်နိုင်ဘူးဆိုလို့တော့ညဘက်မှာတက်သွားမှာမဖြစ်နေမှာဆိုလို့ပါနော်ဒါကျွန်တော်အမြင်ကဒီနေ့က၄နှစ်၄90လောက်ထိပဲအလွန်ဆုံးတက်နိုင်ချေရှိရလို့ကျွန်တော်တူတယ်အမြင်ကသုံးသက်ထားပါတယ်တကယ်လို့အဲ့ကျွန်တော်အမြင်နဲ့လွဲချော်ပြီးပြတက်သွားခဲ့ရင်ဆိုရင်၄နှစ်60နာမှာဈေးကွက်ပါနော်တို့အချင်းတနာရဲ့အတိုင်းဒါပိတ်ဈေးတွေပါကြည့်ပြ၄နှစ်60မဖောက်ဘူးဆိုလည်းပြန်ရောင်းလို့ရတယ်ခင်ဗျာ ်အမြပိုင်းစတန်ခုနလိုပြောတော့4.80အနည်းဆုံး4.80အများဆုံး4.30တိယူလို့ရတယ်အချုံပိုင်းစတန်ကတော့ဗျာကျွန်တော်အဲဒီအပေါ်ကိုကျွန်တော်တို့ဒီ4.60အဖွဲထက်လောက်မှာပေးပေါ့နော်ဟုတ်ပြီဘယ်ချိန်မှာကျွန်တော်တို့ဗျာကျွန်တော်မှန်းထားလိုက်ပေါ့ဒီနေ့ဈေးအကြကအပြော့သွားပြီးတော့ဈေးအသက်ဖက်လုံးဝအကောင်းသွားနိုင်တယ်လို့မြင်မယ်ဆိုဒီ4.60စီတန်းအထက်မှာကဘာရွှေဈေးကျွန်တော်တို့ဒင်းတင်တာပြင်မနော်အချိန်တနိုင်အတိုင်းတာပေးစေကျွန်တော်တို့ market call ရ H1 Bull Candlestick နဲ့ အားကောင်းကောင်းနဲ့ဖောက်ပြီးပိတ်သွားရင်တော့ကျွန်တော်ရင်ဒီနေ့ပေါ့နော်ဒီနေ့ညအမေရိကန်ဈေးကွက်ချိန်မှာကမ္ဘာရွှေဈေးအကျလာနေနေဆိုတဲ့သုံးသက်ချက်လေးလွဲပြီးလို့သာယူဆလိုက်ပါခင်ဗျမှားသွားပြီပေါ့နော်အဲဒါဆို၄၆၀အထက်မှာ၄60 sorry ၄260အထက်မှာဒီနေ့တရက်တာအတွင်းအချိန်တနားရအတိုက်တာပိတ်စေးနဲ့အားကောင်းကောင်းနဲ့ဖောက်တက်ပြီးပိတ်သွားရင်ဈေးဆက်တက်၄300တိတွားလိုက်မယ်ဗျ၄300၄300 30တိတွားလိုက်မယ်မဟုတ်သေးတော့ကမ္ဘာရွှေဈေးရရေတိုးဈေးဆက်ကြဖို့အခွင့်အလမ်းရှိနေတော့မယ်ခင်ဗျဟုတ်ကဲ့ အဲ့ဒါကျွန်တော်အရာဥစားပေးမယ်ကျွန်တော်ဝယ်ဖို့အတွက်ဆိုရင်တော့အဲ့၄၆၀ထက်မှာအချိန်တနားရဲ့အတိုက်တာပိတ်စင်းနဲ့ပေါက်တက်ပြီးပိတ်သွားရင်ကျွန်တော်ဝယ်မယ်ဒုတိယချက်အနေနဲ့ကျွန်တော်အောက်ကိုကျလာတယ်ဆိုရင်တော့ကျွန်တော်ဘယ်ဈေးရလောက်မှာကျွန်တော်ဝယ်မလဲလို့မိမဲ့ဆိုရင်ဝါဗလေးတက်90လောက်မှာအခြေအနေကြည့်မယ်ဗျာလေးတက်90လောက်မှာအခြေကြည့်လေးတက်90အောက်ကိုကဘာရွှေစီမဖောက်နိုင်ဘူးဆိုရင်ကျွန်တော်လေးတက်90နားမှာကျွန်တော်ပြန်ဝယ်မယ်အရှုံးပိုင်းဈေးတန်းလေးတက်60အောက်လောက်ပေးမယ်အမြတ်ပိုင်းဈေးတန်းကတော့4200 4210လောက်ပေးမယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်ဒီနေ့အတွက်ဝယ်ဖို့အကြိုက်ဆုံးစီတာဒီအောက်ကစီတန်းဆုံးပါဗျကျွန်တော်နည်းနည်းလေးခြုံကြည့်လိုက်မယ်ပေါ့နော်ဒီအောက်ကစီတန်းဆုံးလေးဖြစ်ပါတယ်ကျွန်တော်တို့အဲကျွန်တော်တို့၄၁40နဲ့၄၁40နဲ့၄၁30ကြာစီတန်းဆုံး ဖြစ်ပါတယ် အဲဇေဒန်ဆုံးမှာတော့ကျွန်တော်ကဘာရွှေကိုကျွန်တော်ဝယ်ဖို့အားပေးရေးရဲဝယ်ဖို့အားပေးခြင်းပါတယ်အရှုံးပိုင်းဇေဒန်၄20အထက်လောက်ပေးပါအမြတ်ပိုင်းဇေဒန်အနည်းဆုံး၄80အများဆုံး၄200အထိယူလို့ရတယ်ခင်ဗျာ၄30နဲ့၄40ကြားစေးကြရင်တော့ကျွန်တော်ဒီနေ့ကဘာရွှေကိုရေးတူပြန်ဝယ်ဖို့အားပေးခြင်းပါ ဒါအဝယ် point လေးပေါ့ဒီဟာကျွန်တော်အကြိုက်ဆုံးအဝယ် point လေးဖြစ်ပါအရောင်း point ဆိုတော့ကျွန်တော်အကြိုက်ဆုံးက4235နဲ့4245ကျအဝယ် point အကြိုက်ဆုံးကတော့4000အောက်က4130နဲ့4140ကျဖြစ်ပါတယ်ကျန်တဲ့ point တွေကမကြိုက်လို့မရဘူးဆိုကျန်တဲ့ point တွေကတော့အဲ့ဒီဈေးတန်းစုံတွေတော့တော့မကြိုက်ဘူးပေါ့နော်ဟုတ်ကဲ့ဒါလည်းဒီနေ့အတွက်အရောင်းဝယ်လောက်အောင်ဈေးတန်းစုံတွေဖြစ်ပါတယ်เออเบ้มาไม่อยากเห็นเนาะป่าวชินะดีจ้าဥမာပြလေးအပေါ်အဆုံနေလည်းမရဘူးအောက်အဆုံနေလည်းမရဘူးပဲဒီနားမှာပဲလဲနေရယ်ဆိုတော့ရှင်းနေကျွန်တော်ဘာမှအယောင်းဝမလုပ်ဘူးဈေးကွက်အချင်းနေပဲစောင့်ကြည့်မှာဖြစ်ပါတယ် ဟုတ်ပြီကျွန်တော်ဒီဟာလေးကိုပြန်ဖြတ်လိုက်မယ်ပြီးရင်ဒီနေ့တရက်တာပိတ်စေဘယ်ဘယ်ပေါ်ပိတ်ရင်စေအတက်အကောင်းမလဲဘယ်အောက်ပိတ်ရင်စေအကြအကောင်းမလဲတကယ်လို့ဒီနေ့တရက်တာပိတ်စေတအားကြီးထွေထူးတော့ပိတ်ဖို့တော့မရှိနိုင်ဘူးလို့ကျွန်တော်မြင်တယ်ဗောနော်ဘာလို့လဲမေးမယ်ဆိုရင်ကျွန်တော်တို့ကအာဘရုံးညမှာတရင်နေထွက်ဖို့ရှိတာဖြစ်တဲ့ခါမှာကျွန်တော်တို့တအားကြီးထွေထူးဗောနော်ဟိုးအပေါ်ပိတ်ဖို့ဟိုးအောက်ပိတ်ဖို့တော့မရှိနိုင်ဘူးလို့မြင်တာဗောဒါပေမဲ့အပြောမရဘူးကဘာချွေစေကွက်မှာဘာမှမဆိုဖြစ်နိုင်တာဆိုတော့ကျွန်တော်တို့ကတိတဲ့အတိုင်းပဲကျွန်တော်က ဟိုကတော့ကျင်းတီပါတော့ပြောမရဘူးနော်အာမပိတ်ဘူးလို့ပြောပြီးတော့ပိတ်သွားတဲ့ဟာမျိုးကြီးလေခဏခဏရှိတာဆိုလို့အဲဆိုတော့တိတ်မှန်းလို့တိတ်ကျင်းတီပါတော့ကျင်းတီပါတော့မဟုတ်ဘူးကျွန်တော်ဈေးကွက်မှာရောင်းဝယ်ဈေးကွက်မှာကျင်းတီပါဆိုမရှိဘူးပေါ့နော်ဒီနေ့တရက်တာပိတ်စရာဘယ်ပေါ်ပိတ်ရင်ကျွန်တော်ဈေးဆက်တန်နိုင်မလဲဘယ်အောက်ပိတ်ရင်ဈေးဆက်ကျနိုင်မလဲဆိုတော့ကျွန်တော်ဒီမှာအာ4260အထက်မှာတရက်တာဈေးပိတ်ဒီတစ်ပတ်တွင်4300အထက်ကျွန်တော်ဒါမှမဟုတ်ကျွန်တော်စံချိန်တွေတက်ခဲ့လေ4380ဒီမြင်ရနိုင် မဟုတ်ဘဲနဲ့စန့်ကျင်ပန်းနေတယ်ပေါ့ဒီနေ့တရတာပိစေးကျွန်တော်ခုနကလည်းပြောသွားခဲ့တယ်ဒီအသက်လားအမြင့်ကြောင်းပြောတော့ဒီနေ့တရတာပိစေးဒါ4330အောက်မှာပိတ်ခဲ့ရင်တော့အကြပြန်မျောလို့ရရေတို့အကြပါ4000နေပါအထိအကြပြန်မျောလို့ရနီးပညာပိုင်းရပေါ့နော်တစ်ဖက်ကသတင်းပိုင်းတော့ဘာလို့တတိထားရမယ်ဒါပေမဲ့နီးပညာပိုင်းရဒီချက်ရဲ့သဘောတရားရဒီဒီနေ့လား4330အောက်မှာပိတ်ခဲ့ရင်တော့ကမ္ဘာရွှေစေးကိုကျွန်တော်ရေတို့အကြအားကောင်းကောင်းမျောလို့ရပြီခင်ဗျာ အဲ့ဆိုဘယ်မှာပိတ်မလဲကျွန်တော်များလား၄၆၀ထက်လည်းပိတ်ဖို့မလဲတလို့၄၃၀အောက်လည်းပိတ်ဖို့မလွဲပါဘူးဂျားမဲမှာပဲပိတ်ဖို့များပါတယ်အဲ့ဒီဘူတော့ကနေညတော့မို့ဂျာတာပရီနေညနေမှတစ်ဖက်ဖက်ကိုအားကောင်းကောင်းနဲ့ဖောက်တက်ပြီးဖောက်ကြပြီးပိတ်ဖို့အလားလားများနိုင်တယ်ပေါ့နော်ဟုတ်ပြီဒါဒါကကျွန်တော်ရဲ့နီးပညာပိုင်းတော်တော်ချက်ဖြစ်ပါတယ်တရင်ပိုင်းနေကျွန်တော်တွားကြည့်တာတင်ညာပါသိမှမရှိဘူးဒေါ်လာအစ်တက်ကလည်း66အောက်ကျပါ68နာဝင်ကျင်ပါ68နာအရန်မကတ်သေးဘူး အပလာဒေါ်လာအင်းတက်ရဲ့အနေထားလည်းလက်ရှိမှာအတီယူလို့မရသေးဘူး။သူကတော့ဗရုံးနညအမေရိကန်ဘန်တိုးဆုံးဖြတ်ထွက်ပြီးမှလာဒေါ်လာအင်းတက်ကဘယ်ဘက်ဦးတည်မလဲ။ကပ္ပရွှေစီဘယ်ဘက်ဦးတည်မလဲ။သူတို့နှစ်ယောက်တရိုက်ရှင်အောင်ကျွန်တော်ကနိုင်ရှင်ပြီးတော့သတင်းပိုင်းအားတုံးတက်လို့ရလိမ့်မယ်။လက်ရှိမှာတော့ဒေါ်လာအင်းတက်ရဲ့ဟာဒေါ်လာအင်းတက်ရဲ့ကြာနေလို့ကပ္ပရွှေစီတက်မယ်ဆိုရင်တွားလို့လို့မရဘူး။ကျွန်တော်အမေရိကန်ဘန်တိုးပဲနော်ဒီနှစ်တစ်နှစ်ရဲ့နောက်ဆုံးဒီ2025ခုနှစ်နောက်ဆုံးအမေရိကန်ဘန်တိုးဆုံးဖြတ်ချက်ပြထွက်ခဲ့မှာတခါလေကျွန်တော်ဒေါ်လာအင်းတက်ကိုကပ္ပရွှေရော ကပြောင်းကပြန်နေဖြစ်တဲ့အားမျိုးကြီးရှိတယ်ကျွန်တော်အရင်နှစ်တည်းတော့ဆိုရင်လည်းကပြောင်းကပြန်နေဖြစ်တယ်တော်လိုက်အင်တာရွှေရောပြန်ကြနေတာပြန်တက်နေတာဒါမှမဟုတ်ငင်းနေတာမျိုးဖြစ်ရှိလေဖြစ်တာရှိလေဖြစ်လေရှိတဲ့အခါမှာကျွန်တော်တို့ကဒီချိန်မှာကျွန်တော်တော်လိုက်အင်တာကိုသွားကြည့်ပါတော့တော်လိုက်အင်တာကြီးကြနေကပ္ပရွှေတက်မယ်ဆိုပြီးတော့သွားလို့လို့တော့မရဘူးအဲအားလေးကိုတတိထားဖို့လိုအပ်တယ်ပြီးရင်ကျွန်တော်တို့ဘိုတိုကနစ်ညမှာထပ်မယ်အမေရိကန်ဘန်ဒွန်ဆော့ဖ်ချက်ကဒီဒီဇင်မာလာရဲ့ကပ္ပရွှေစီအတက်ကြလာရအောင်ကောင်းကောင်းအဆုံးဖြတ်ပေးမယ် data ဖြစ်ပါတယ်တည်င်းဖြစ်ပါတယ်အဲ့တည်င်းကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ် ဘန်တုံးတော့အကြံပြအမပြောမှဆိုရင်ဗျာကျွန်တော်တို့ဒီရလေးကိုအကြံပြအဲ့ဘန်တုံးတော့ပတ်တဲ့အကြံပြပြောမှဆိုရင်ကျွန်တော်တို့ဘန်တုံးတော့ကျွန်တော်တို့တူရှော့ကဲဆိုတူတူတော့ပြတော့ရှော့ကဲလဲဆိုရင်ကျွန်တော်တို့ကရှော့ကဲရင်လည်းအရင်တက်ဖို့တော့မရှိနိုင်ဘူး4300အထက်ပေါ့4320တို့အလုံးစုံတက်ပြ4380တွေပါပြီးတက်ပြီးတော့ဈေးငိမ်ငိမ်မငိမ်အကြပြတ်လာမယ်ဟုတ်ပြီတကယ်လို့ဘန်တုံးတော့မရှော့ကဲပဲနဲ့မူလအတိုင်းထားခဲ့တယ်ဆိုရင်တော့ကမ္ဘာရွှေစရေးတို့အကြအားကောင်းကောင်းလာနိုင်တယ်ဒါမှတစ်ခုရှိတာက ဘန်ဒနိုရှော့မရှိအဲ့ဘန်ဒနိုထွက်တော့ကျင်ပေါ့နော်သူကချက်ချင်းထိုးမကြဘဲနဲ့နည်းနည်းငိမ့်ဒါမှမဟုတ်အပေါ်ဆွဲတင်ပြီးမှကြသွားမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ကြောင့်ဒီတစ်ပတ်ကျွန်တော်ဘန်ဒနိုဆော့ဘတ်ချက်ကဒီကမ္ဘာ့ချွေးဆေးကွက်တရင်ပိုင်းရအခရာဖြစ်ပါတယ်အဲ့ဒါလေးကိုစောင့်ကြည့်ဖို့လည်းပါတယ်ကျန်တဲ့ breaking news တွေပါတယ်ရောလက်ရှိမှာထွေတူတော်တိတ်မရှိဘူးကျွန်တော်တို့ဘာမှလည်းဟိုမှာ train ရဲ့ venezuela ကိစ္စရေးပါလေငိန်သွားရေပေါ့နော်ငိန်သွားပတ်သက်ကမှာအဲ့ဒီသတင်းတွေအရင်ကြီးတော့ကျွန်တော်လက်ရှိမှာအအောင်ဆက်ဆရာတော့မရှိပါဘူးဒါပေမဲ့ကိုကခုနကပြောလို့ပေါ့နော် breaking news တွေထွက်လာရင်ကိုတို့ risk များနိုင်တာမလို့ risk management တွေတရားလုပ်ထားပါပြီးရင်ကိုယ့်အတွက် risk ရဲ့ယူနိုင်တဲ့အယောင်ဝယ်ပမာဏနဲ့ပဲအယောင်ဝယ်လုပ်ဖို့ကိုကျွန်တော်တိုက်တွန်းခြင်းပါတယ်ခင်ဗျโอเคဒါလေးအောင်ကျွန်တော်ဒီနေ့ဒီဇင်ဘာလရှိရနေတနင်္လာနေ့တည်းတာကပတ်ရွှေစီကွက်သုံးတဲ့ချက်ပြီးတော့ဖြစ်ပါတယ်အခုလို့သုံးတဲ့ချက်ပြီးတွေကိုအတူတက်ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account ကိုဒီကို subscribe see fat and follow လေးလုပ်ထားပေးကြပါခင်ဗျာပြီးတော့ကျွန်တော်စီမှာဒီကပတ်ရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တီးတန့်အခြေခံသတင်းတွေတက်ရောက်လို့ရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube Channel ကျွန်တော်ရဲ့ TikTok အကောင့်တွေအားဖြင့်ဆက်သွယ်စုံစမ်းမိမြန်နိုင်ပါတယ်ခင်ဗျကဘာချွေဒေတာအလုံးပဲကျွန်တော်တို့ဒီနေ့ဒီဇင်ဘာလ10ရက်နေ့တနင်္လာနေ့တည့်တာမှာကဘာရွှေစည်းကွက်အတက်ကြောက်ကိုကျွန်တော်တို့မှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့ဒီတပတ်တာကိုအကျိုးမြတ်နဲ့စတင်ဖွင့်နိုင်ကြပါစေအစားကောင်းကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ